မင်္ဂလာပါခင်ဗျာကုချင်ကစတင်ပြီးတော့2025ခုနှစ်ဇွန်လ29ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့ဒီတိမ်မျိုးနဲ့မှားပြီးရွာမှာရှိတဲ့စစ်တပ်ကာကင်စခန်၃ခုချင်းတော်လိုင်းရေးတပ်များကတင်ပိုက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်ဒီတိမ်မျိုးနဲ့မှားပြီးကြီးရွာမှာတက်ဆွေးထားတဲ့စစ်တပ်ကာကင်စခန်၃ခုကိုချင်းတော်လိုင်းရေးတပ်ဖွဲ့များကတိုက်ခိုက်တင်ပိုက်ခဲ့ရမှာစစ်သား၅ဦးထပ်မံနေသေးဆုံးပြီးလက်နက်ခဲယမ်းများတင်စီရရှိခဲ့ကြောင်းတရင်းရင်းမြင့်များထံမှသိရပါသည်။အဒီလိုတိုက်ခိုက်မှုကိုဇွန်လ26ရက်နေ့မှာစတင်ခဲ့ပြီးတော့ဇွန်လ27ရက်နေ့မှာစကန်3ခုလုံးကို အပိသက်တင်ပိုက်နိုင်ခဲ့ကတိုက်ပွဲအတွင်စစ်သားအချို့ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယမ်းများစွာကိုလည်းတင်စည်းနိုင်ခဲ့တယ်လို့သိရပါတယ်စစ်တပ်ကင်းစခန်းတွေကိုချင်းတပ်မတော်ကဥဆောင်ပြီးတော့ PDF ဇိုလန်းနဲ့ CNDF တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကစစ်သား15ဦးထပ်မံတည်ဆုံးတယ်လို့တိုက်ပွဲအတွင်မှာချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်3ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ် တစ်ဖက်မှာလည်းချင်းပြည်နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့များနဲ့ CDF CDM CN ပူးပေါင်းတပ်ဖွဲ့တို့ဇွန်လ26ရက်နေ့မှ28ရက်နေ့အထိထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲမှာ CDF တပ်ဖွဲ့ဝင်တအူးကြာဆုံးခဲ့ပြီးတော့စစ်ကောင်စီတပ်သား6ဦးသေဆုံးက3ဦးကိုအရှင်ဖန်းစီရမိခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာမွာပြီးရွာအနီးတစ်ဝိုက်မှာစစ်ရေးအခြေအနေတင်းမာနေစေဖြစ်ပြီးတော့စစ်ဘေးရှောင်ပြည်သူ3000ကျော်ရှိလာတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့စေတင်မောအုပ်စုမုံရွာကိုရောက်ရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။သကိုင်းတိုင်းသကိုင်းမြို့စင်ပြူရှင်တတားမှချင်းတွင်းမြစ်ကြောင်းအတိုင်းစံတက်လာခဲ့တဲ့စစ်ကောင်စီရဲ့စေတင်မောအုပ်စုမုံရွာကိုရောက်ရှိပြီလို့ချင်းတွင်းမြစ်ကံဝေးကြေးရွာများတပိတ်စစ်ကြောင်းကအသိပေးထားပါတယ်။ဇွန်လ28ရက်နေ့မနက်ပိုင်းမှာကုန်တင်တင်မောတစည်းနဲ့စေတင်မော3စည်းပါဝင်တဲ့အဆိုပါတင်မောအုပ်စုဟာမုံရွာမြို့ကိုရောက်ရှိလာတယ်လို့ဆိုပါတယ်။၎င်းတင်မောများဟာစံတက်လာရာလမ်းတစ်လျှောက်ကမြစ်ကံဘေးဝဲ ဲရမှာရှိတဲ့ကြေးရွာများကိုလက်နေကြီးများဖြင့်ပစ်ခတ်ခဲ့တယ်လို့မုံရွာနာမခမှလည်းပါရာမိုတာနှစ်စီးဖြင့်ဘုံဒီများကျဲချခဲ့ပါသည်။အဆိုပါပါရာမိုတာဖြင့်ဘုံဒီချတိုက်ခိုက်မှုအတွင်းစလင်ကြီးမျိုးနှင့်တရက်ကိုင်းကြေးရွာမှာနေထိုင်တဲ့အမျိုးသား၄ဦးထိခိုက်သေးဆုံးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မိုးပြင်းနဲ့ဖားဆောင်တိုက်ပွဲတွေမှာ1136တက်ရင်နဲ့ KPLA B 626မှာရဲဘော်နှစ်ဦးကြာဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရန်ပြည်နယ်တောင်ပိုင်းမူပြင်းမြို့တိုက်ပွဲနဲ့ကယ်ရီနီပြည်ဖားဆောင်မြို့တိုက်ပွဲတို့မှာ DMO 1136တပ်ရင်းနဲ့ကယ်ရီနီ People's Liberation Army B 626တို့မှာရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။ဇွန်လ29ရက်နေ့ကမူပြင်းတိုက်ပွဲမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနရှမ်းတောင်ကယ်ရီနီတိုင်းစစ်ဌာနအမှတ်1136တပ်ရင်းကဒုတိယတပ်စိတ်မှုရဲဘော်ဂျွန်နီယူမင်းနဲ့ခေါ် ်ပါတီဆိုသူကြာဆုံးခဲ့တယ်လို့ဆိုပါတယ်အလားတူကေရင်နီပြည်ပြည်သူ့လူမျိုးရေးတပ်မတော်ဗဟိုစစ်ဦးတရင်အမှတ်626တက်ခွဲ3ကဒုတိယတက်ခွဲမှုရဲဘော်ရိုဘဲတိုဟာလဲဇွန်လ29ရက်နေ့ကဖားဆောင်တိုက်ပွဲမှာကြာဆုံးခဲ့တယ်လို့သိရပါတယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတိဆောက်ရေးနဲ့ပြည်သူ့အထွတ်မြင့်မြန်စွာအသက်ပေးလှူခဲ့ရတဲ့ရဲဘော်2ဦးအားအလေးနီပြုထားပြီးတော့ အာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင်ဂုဏ်ပြုကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ကြိုက်ထူမှာစစ်ကောင်စီလက်နက်ကြီးကြောင့်နေအိမ်နှလုံးပျက်စီးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံး KNU ကော်တူးလေအုပ်ချုပ်နေမြေဒူးတတူခရိုင်ကြိုက်ထူမြို့နယ်ပြင်ကရုကုံကကြေးရွာအုပ်စုပိနေကုံကြေးရွာမှာစစ်ကောင်စီလက်နက်ကြီးကြောင့်နေအိမ်နှလုံးပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဇွန်လ15ရက်နေ့မနက်9:46မိနစ်ခန့်ကပိနေကုံကြေးရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီအမြောက်တပ်အမတ3139ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့120မမလက်နက်ကြီး၄လုံးပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ယ်။ဒါအပြင်နေ့လယ်၁၂နာရီခန့်ကလည်း၎င်းအမတ်တ3139တက်ကဇီးပြောင်းချင်းရွာကို190မမလက်နေကြီးတလုံးထပ်မံပစ်ခတ်ခဲ့ရမှာအရက်သားနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ပါရယ်။ဇွန်လ26ရက်နေ့ည9နာရီမိနစ်40ခန့်အချိန်မှာလည်းခမရ968တရင်အခြေဆိုင်ရာဇလုတ်ကြီးမှဝင်းကန်ချင်းရွာကို87မမလက်နေကြီးနှလုံးပစ်ခတ်ခဲ့ရာအရက်သားနေအိမ်တလုံးလက်နေကြီးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါရယ်ခင်ဗျာ။ ဆက်လက်ပြီးစကိုင်းမြို့နယ်မှာရှိတဲ့မင်းကုန်းရွာကိုစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဇွန်လ29ရက်နေ့မှာတော်လိုင်းရေးအဖွဲ့များကမင်းကုန်းရွာအတွင်အထိုင်ချထားတဲ့စစ်ကောင်စီတပ်ဖွဲ့များကိုပျောက်ကြားစနစ်ဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့များကအင်ဂျီ600ကျော်ရှိတဲ့အနက်အင်အများပြားကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများထံမှသိရပါပါတယ်။ဇွန်လ9ရက်နေ့ကစတင်ကစစ်ကောင်စီတပ်ဖွဲ့များဟာအင်အား300ကန့်ဖြင့်မင်းကုန်းတိုက်နယ်တစ်ခုလုံးကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတော့ကင်းရွာနဲ့ချောင်းမကြီးရွာများကိုမီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင်ချောင်းတိုင်းဆရာတော်တပါးပါဝင်ဒေသခံပြည်သူ၄ဦးကိုလည်းတပ်ဖြတ်ခဲ့ပြီးတော့ချောင်းမကြီးနဲ့အုံတစင်ရွာများမှာအထိုင်ချထားခဲ့တယ်လို့သိရပါတယ်။မင်းကုန်းရွာဟာညသိန်းတန်ဖျားလိုပဲတမိုင်းဝင်ဖျားများရှိရာဒေသတစ်ခုဖြစ်ပြီးတော့ယခုမိရှုဖျက်ဆီးမှုကြောင့်ဖျားအနီးဝန်းကျင်မှာရှိတဲ့နေအိမ်များနဲ့အဆောက်အုံများထိခိုက်ပျက်စီးခဲ့ပြီးမင်းကုန်းဆရာတော်ဖျားရဲ့ကြောင်းအခြေအနေနဲ့ပတ်သက်ပြီးတော့အတိအကျအချက်အလက်များမသိရသေးဘူးလို့ဒေသခံတအူးကပြောကြားထားပါတယ်။ဒါအပြင်ဇွန်လ28ရက်နေ့မနက်7:44မိနစ် နစ်အချိန်မှာစကိုင်းမြို့နယ်အရှိချမ်းကိုလေ MI-35 ရဟတ်ယာဉ်တစ်စီးဖြင့်ပြစ်ခတ်တိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ဗမာတက်တော် BA နဲ့တောင်သာပကပတို့ကအခြေခံစစ်ပညာသင်တန်းစင်ပွဲအသေးသေးပြုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်၁စစ်ဒေသမန္တလေးတိုင်းဒေသကြီးမြင်းကြံခရိုင်တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပအခြေခံစစ်ပညာသင်တန်းအပတ်စဉ်ရှစ်သင်တန်းစင်ပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဆိုပါသင်တန်းစင်ပွဲကိုလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်မွေးနေ့ကိုဂုဏ်ပြုသောအဖြစ်ဇွန်လ၁၉ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အလားတူ ဗမာတက်မတော်အမှတ်၁စစ်ဦးစီးကိုကဲကြီးဒေတာကလည်းအခြေခံစစ်ပညာသင်တန်းသုံးမြင့်ဆောင်2025ကျန်းသစ္စာကျင်းဆူခြင်းနဲ့သင်တန်းစင်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်းမှတ်တမ်းတက်ပုံထုတ်ပြန်ထားပါရခင်ဗျာ ဆက်လက်ပြီးတော့နထိုးကြီးမြို့နယ်မှာအသက်မပြည့်သေးသူလူငယ်၄ဦးကို PDF ကမိဘများထံပြန်လည်အနှံ့တဲ့တရင်ကိုတင်ပြပေးပါမယ်။နထိုးကြီးမြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှပါဝင်ရန်ရောက်ရှိလာကြတဲ့အသက်မပြည့်သေးတဲ့လူငယ်၄ဦးကို၎င်းတို့ရဲ့မိဘအုပ်ထိန်းသူများထံပြန်လည်အနှံ့ခဲ့ကြောင်းပကဖမြင်းကျန်ခရိုင် NUG မှတရင်ထုတ်ပြန်ထားပါရီ။ဇွန်လ20ရက်နေ့မှာနထိုးကြီးမြို့နယ်မှာအသက်15နှစ်နဲ့18နှစ်အရွယ်လူငယ်၄ဦးဟာအွန်လိုင်းမှတဆင့်ဆက်သွယ်ကတော်လိုင်းအဖွဲ့တစ်ခုထံဝင်ရောက်ရန်ကြိုးပမ်း ွမ်းခဲ့တော်လေ၎င်းအသက်15နှစ်နှစ်ဦးနဲ့18နှစ်နှစ်ဦးပေါင်းယောက်ျားလေးလေးဦးဟာအသက်မပြည့်သေးသူများဖြစ်ကြောင်းစီစစ်တွေ့ရှိရပြီးတဲ့နောက်ရင်းအဖွဲ့ကမြင်းကြံခရိုင်ပါကဖထံဆက်သွယ်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။အရင်နောက်ဇွန်လ26ရက်နေ့မှာပါကဖကအဆိုပါလူငယ်များကိုလက်ခံရယူပြီးဇွန်လ28ရက်နေ့မှာ၎င်းတို့ရဲ့မိဘအုပ်ထင်းသူများထံပြန်လည်အနှံခဲ့တယ်လို့သိရပါတယ်။မြင်းကြံခရိုင်ပါကဖဟာပြည်သူများနဲ့အတူတသားရေးရှိပြီးတော့ကလေးငယ်များနဲ့၎င်းတို့ရဲ့မိဘများရဲ့လုံခြုံရေးကိုထဲ့သွင်းစဉ်းစားကာ ဤလုပ်ငန်းစဉ်ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်တဲ့အပြင် Geneva Convention ရဲ့စီးမျဉ်းများနဲ့အညီအသက်မပြည့်သေးသူများကိုလက်နက်ကင်ပြိပကများမှာပါဝင်ခွင့်မပြုရန်လိုင်းနာဆောင်ရွက်နေကြောင်းသိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio UNG သတင်းကြောင်မင်းစစ်သွေးနဲ့ခါရှဲတိုးကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ